ယေရှုနာမ၌မင်္ဂလာပါနှုတ်ဆက်ပါတယ်တစ်တဖန်ပြန်လည်၍တွေ့ရသောကြောင့်ယေရှုတင်တယ်ဒီနေ့ဘုရားခင်ရဲ့ယေရှုတော်ကိုခံစားပါတယ်အထူးသဖြင့်ဘုရားခင်ရွေးကောက်ထားတဲ့ဣတီလမျိုးတွေပေါ့နော်သူကဘာပြောလဲဆိုရင်ဂျုံဘွားကနေဘုရားကရွေးနှုတ်ခဲ့တယ်ဂျုံဘွားကနေဘုရားကခေါ်ဆောင်တယ်သူ့ပေမဲ့လည်းသူတို့ကဘာလဲဆိုတော့ဘုရားခေါ်ဆောင်တဲ့နေရာကိုမရောက်ခင်မှာသူတို့ကအရန်ကြီးညူတော့ပေါ့နော်ကြီးညူတယ်ကြီးတွားတယ်နော်အပြစ်တင်တယ် အဲ့ဒီအရာတွေအားလုံးဟာဘုရားတကယ်မကြိုက်ဘူးဒါကြောင့်ဒီထွက်မြောက်ရာကျမ်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာညှင်းညူခြင်းအားဖြစ်တော်လကောင်းအပြစ်တင်မောရှိကိုအပြစ်တင်အားဖြစ်တော်လကောင်းဘုရားကအမျိုးမျိုးတီးခံစွာဖြစ်ဘုရားသခင်ကကျေးဇူးပြုခဲ့ပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့ကိုယုံကြည်ခြင်းဖခင်အာဗြဟံဣသရေလယာကုပ်အားဖြစ်ဂတိထားတော်မူတဲ့သားသမီးတွေဖြစ်တဲ့အခါမှာရွေးကောက်တယ်။ကျွန်တော်တို့လည်းထိုနေ့ဒီကောမဲ့ ယေရှုခရစ်တော်အားဖြင့်ဖခင်ခင်ကကျွန်တော်တို့ကိုယေရှုပြုထားတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ဒီခါမှာကျွန်တော်တို့အသက်ရှင်တဲ့ခါမှာမိမိရှိတဲ့နေရာမှာမိမိရှိတဲ့အရာမှာဖခင်ကိုယေရှုမတင်ပဲနဲ့ညီးတွားမယ်အပြစ်တင်မယ်ဆိုရင်ဖခင်ရဲ့ပေးရမယ့်ကောင်းချီးမင်္ဂလာတွေကအဟံတားဖြစ်စေတယ်ဖခင်မကြိုက်မနစ်တက်ဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့မညီးတွားစေဖို့ဣတေလမျိုးကဲ့သို့ကျွန်တော်တို့မညီးတွားမိစေဖို့ ဖျားကိုအပြစ်မတင်မိစေဖို့အယားယာ၌ကျေးဇူးတော်ကိုချီးမွမ်းပါလို့ပြောတဲ့အခါမှာအယားယာ၌ဆိုတဲ့အခါမှာပျော်ရှင်ရမယ့်အချိန်ပဲမဟုတ်ဘဲနဲ့တချို့တခါတော့အခါမှာနော်ဝမ်းနဲ့ကြည်ကွက်ချင်းတဲ့အခါမျိုးရှိကြုံတာပါတယ်တို့ပေမဲ့လည်းကျွန်တော်တို့ကအယားယာကျေးဇူးတော်ကိုချီးမွမ်းပါလို့ဘုရားသခင်ကကျွန်တော်ပြောထားတဲ့အခါမှာအဲ့ဒီအယားယာဆိုတဲ့အခါမှာလည်းဝမ်းနဲ့ချင်းလဲပါတတ်တယ်နော်ခက်ခက်ကြမ်းရင်ကျွန်တော်တို့မကြိုက်မိတဲ့အရာတွေပါတတ်တယ်နော် ဝမ်းမြောက်ရတဲ့အခါမျိုးလဲရှိမှာပါသူ့ပဲမလဲအရာရာချီးမွမ်းပါလို့ပြောပြောချင်တာကဘာကြောင့်ဖခင်ကပြောချင်တာလဲဆိုဖခင်သခင်ကကျွန်တော်တို့ကိုပေးထားတဲ့အရာတွေကကြီးမားလုံးအကြီးလို့ကျွန်တော်တို့ကြုံတွေ့နေတဲ့အရာတွေအလုံးဟာကျွန်တော်တို့ရဲ့တစ်နှစ်တစ်ချိန်ကြာရင်ဘလို့ဖခင်ကဘလို့ကဲနှုတ်ပြီးတော့ဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းဘလို့ရှိလဲဆိုဖခင်ကယေရှုပြီးတော့နော်ရေတွက်နိုင်ဖို့ရန်အတွက်ကြုံဆုံခိုင်းတဲ့သူ့သားသမီးကိုကြုံဆုံခိုင်းတာဖြစ်တယ် ဒါကြောင့်အရာရာ၌ကျေးဇူးတော်ချီးမွမ်းပါလို့ဘုရားခင်ပြောသလိုပဲကျွန်တော်ကကျွန်တော်တို့ပေးချင်တဲ့ကောင်းချီးမင်္ဂလာတွေများလုံးပါတယ်။နော်များလုံးပါတယ်။ဒါကြောင့်မလို့စံစာတစ်ပိုက်ဖတ်ဖတ်ချင်တယ်။ထွက်မြောက်19ထွက်မြောက်အခန်းကြီး19အပိုင်ငယ်9ထဲမှာဗာပြောဗာပြောလဲဆိုတော့ထိုးကြောင့်ယခုတွင်တင်တို့သည်ငါစကားကို အမှန်နားထောင်၍ငါပရိညာကိုစောက်ရှောက်လင်းတဲ့အခြားသောလူမျိုးတကာတို့ထက် တင်တို့ကိုငါပိုင်ထိုက်တော့ဗန္တာဖြစ်စေရမည်တဲ့တင်တို့ကိုငါပိုင်ထိုက်တော့ဗန္တာဖြစ်စေမည်မြေကြီးရှိသည်မြသည်ငါဥစ္စာဖြစ်တယ်မြေကြီးရှိသည်မြသည်ငါဥစ္စာဖြစ်တယ်လို့ပြောပါတယ်ဒါကြောင့်မလို့မြေကြီးပေါ်မှာလုံသည်မြအရာတွေအားလုံးဟာဖရာသခင်ဉာဏ်ပညာပေးထားလို့ဖရာသခင်ကောင်းချီးပေးထားလို့ဖရာလူတွေအတွက်လွန်အပ်တဲ့အရာတွေအားလုံးဟာဉာဏ်ပညာပေးထားတဲ့ခါမှာဖရာက ပိုင်ထိုက်တယ်ဖះဥစ္စာဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်မို့မြေကြီးပေါ်မှာရှိသမျှတွေအရာတွေအားလုံးဟာဖះဟာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအရာတွေအားလုံးဟာနော်ဖះအခွင့်မရှိလို့ရှင်ဘာမှမဖြစ်လာဘူးဆိုရင်ဒီမှာရှိတဲ့မိသားစုကိုပြောချင်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ညီးသွားခြင်းအဖြစ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့အပြစ်တူတပားကိုအပြစ်တိမ်မယ်ကိုရတာမလို့လိုတာမရဖြစ်နေတဲ့ဘဝထဲမှာညီးသွားမယ်ဆိုရင်ဖះကမကြိုက်မနစ်တဲ့ဘူး နော်ဖះမကြိုက်မနစ်တယ်တော့မဟုတ်ကျွန်တော်တို့ ਨੇ သဘောတကူမှာကျွန်တော်ညီးလို့ရှင်ကျွန်တော်ဘေးမှာရှိတဲ့လူလဲကြိုက်မှာလဲမဟုတ်ဘူးဘာကြောင့်လဲလိုတာမရရတာမလို့ညီးမညီးသွားမယ်ဆိုဘယ်သူမှမကြိုက်ဘူးဖះကြိုက်မှာလဲမဟုတ်ဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့ညီးသွားမယ်အစားနော်ဘာကြောင့်လဲညီးသွားတဲ့အခါမှာနော်ညီးသွားတဲ့အခါမှာဣတိလမျိုးတွေညီးသွားတဲ့အခါမှာဖះသခင်ကလွယ်လွယ်လေးနဲ့ရက်40တွားရမယ်ကိစ္စကိုဖះသခင်ကတရက်ကိုတစ်နှစ်ပေါင်းပြီးတော့ နှစ်ပေါင်းရက်ပေါင်း40သွားမဲ့ခရီးကိုနှစ်ပေါင်း40ဖြစ်ရတဲ့အကြောင်းရင်းကညှိတွားခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီမှာနှုတ်ပါတော့ပဲပြောတာမဟုတ်ဘူးနော်တမန်တရားထဲမှာပြောတာမဟုတ်ဘဲနဲ့ဒီမှာရှိတဲ့မိသားစုတွေအားလုံးကျွန်တော်ကျွန်တော်ကအစပေါ့နော်ညှိတွားခြင်းအားဖြင့်အသက်ရှင်မယ်ဆိုရင်ဖခင်ကကောင်းကြီးရက်တတော်တွင်းထဲမှာကျွန်တော်တို့ကိုချီးမြှောက်ခြင်းနဲ့ကောင်းချီးပေးခြင်းနဲ့အရာရာ၌နှုတ်နဲ့ပြားရည်စီးတဲ့ခန္ဓာပြေကို ဖះကပို့ချင်တော်ညာလည်းပဲကျွန်တော်တို့ကညီးသွားမယ်ဖះကိုအပြစ်တင်မယ်ဖះကိုမခိုလုံဘူးဆိုရင်နှစ်40ကြာသွားမယ်အရာတွေအားလုံးဟာနော်ဒီအရာတွေကြောက်ဖြစ်တယ်ညီးသွားချင်းကြောက်ဖြစ်တယ်ဆိုတာကပြောပြချင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ညီးသွားမယ်အစားအရာရာ night ကျေးဇူးတော်ကိုချီးမွမ်းပါနော်အရာရာ night ငါ့ကိုခွန်အားနဲ့ဖြစ်စေတော်မူယေရှုခရစ်အားဖြင့်ခါသိမ်းတော်အမှုကိုတတ်ဆွမ်းနိုင်တယ်ဖိလိပ္ပိ4:73ထဲမှာပြောတဲ့အတိုင်းပဲ 19ထဲမှာဗာပြောလဲဆိုဘုံအမှုပေါ်နဲ့စံပယ်တော်မူသောစီစဉ်ရှိသည့်အတိုင်းတင်းတို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်လို့ထပ်မံပြီးတော့တွေးရပါတယ်။အကြောင်းမလို့ခုနထွက်မြောက်ရခဏထွက်မြောက်ရ19အပိုင်ငယ်9ထဲမှာဗာပြောလဲဆိုမြေကြီးရှိသမျှသည်ငါ့ဥစ္စာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်မငီးသွားဘဲနဲ့အသက်တာကိုကျွန်တော်တို့ကျေးဇူးတော်ကိုချီးမွမ်းမယ်အာရာရာ၌ပျော်ရွှင်စွာဖြင့်လှုပ်ဆောင်မယ်ဆိုတင်ရှိတဲ့အရာမှာ ဖះဘုံတော်ထင်ရှားမယ်နော်ပျော်ရွှင်တဲ့အခါမှာဝမ်းမြောက်တဲ့အခါမှာကောင်းကင်တမန်တွေကတင့်ကိုစောက်ရှောက်တဲ့ကောင်းကင်အစေခံနာဝိညာဉ်တွေအားလုံးဟာပျော်ရွှင်ပြီးတော့တင့်ကိုကောင်းချီးပေးမယ်နော်အချင်းအတူအတွင်းထဲမှာနို့နဲ့ပြားရည်စီးတဲ့ခန္ဓာပြေကိုရောက်ရှိမယ်ဆိုတဲ့အကြောင်းဒီမှာရှိတဲ့မိသားစုတွေအားလုံးဒီမီဒီယာအားဖြင့်အနေငယ်ခွန်အားပေးပါတယ်အရောက်ချင်းစတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ